ဘာသာပင်တဲ့အခါမှာအဓိပ္ပာယ်တွေလွဲနိုင်တယ်ပျောက်ဆုံးသွားနိုင်တယ်ဆိုတာကတော့အားလုံးသိပြီးသားပါဒါပေမဲ့လေအရေးကြီးဆုံးလမ်းညွှန်ချက်တွေကစကလုံးအကြီးကြီးတွေမှာမဟုတ်ဘဲနင့်တို့တွတ်တော်တို့လို့ဘသူမှသိကြလို့မဆိုင်မိတဲ့စကလုံးသေးသေးလေးတွေထဲမှာပဲပျောက်နေတာဆိုရင်ကောဟုတ်ပါတယ်ဒီစကလုံးလေးတွေကစာရေးသူရဲ့စိတ်ထဲကလမ်းပြဆိုင်ပုတ်တွေဆိုတော့ကိုဒီနေ့အတူတူလေ့လာကြည့်ကြအောင်ဒါကအထက်ကမိခွန်းပဲတခါတလေမှာကိုတွေအလွတ်တကူတုံးလိုက်တဲ့နင့်တို့တိုးတော်တို့ဆိုတဲ့စကလုံးလေးက မူရင်းစာရေးသူချပြခြင်းတဲ့အတွေ့ခေါ်မြေပုံတစ်ခုလုံးကိုပြောင်းပြန်လမ်းဖြစ်လိုက်တယ်လို့ဖြစ်သွားစေနိုင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ကဲဒီတော့ပြဿနာရဲ့အရင်းမြစ်ကဘက်မှာလဲ။အံ့ဩစရာကောင်းတာကအဲ့ဒီပြဿနာကနှိမ့်စင်တုံးနေတဲ့ဘယ်သူမှအေးမလို့တဲ့စကလုံးတိတ်တိတ်လေးတွေရဲ့နောက်ွယ်မှာပဲပုံနေတာဗျာ။ဒီမှာကြည့်လိုက်ပြဿနာကိုရှင်းရှင်းလေးမြင်ရပါပြီ။ခရစ်စကလုံးခိုင်းတဲ့ဒိုက်ကိုပဲကြည့်။သူတို့ကိုဘာသာပြန်တဲ့အခါတခါလေကျတော့အမ်းဖြစ်သွားလိုက် နောက်တစ်ခါကြပြန်တော့သူ့ရဲ့ဆန့်ကျင်ဘက် a day per trade တဲ့ but ဆိုပြီးဖြစ်သွားလိုက်နေခဏလောက်စဉ်းစားကြည့်ပါလားစကလုံးတစ်လုံးတည်းကသူ့ရဲ့ပြောင်းပြန် a day ဖေကိုပါတစ်ခါတည်းထဲဆောင်းနေတယ်ဆိုတာကဘလောက်တောင်ရှုပ်ထွေးစေနိုင်မလဲဆိုတော့အဖြေရပါဖြစ်မလဲပညာရှင် Steven E. Ranch ကတော့လမ်းမှန်ကိုညွှန်ပြခဲ့တယ်သူပြောတယ်လို့ပဲပေါ့အဖြေကပိုကောင်းတဲ့အဖြေချန်တအုပ်ကိုရှာနေတာမျိုးမဟုတ်ဘူးကိုရီးယားရှုမြင်ပုံကိုပဲအရင်ဆုံးပြောင်းလဲဖြစ်ဖို့လိုနေတာ ဟုတ်ပြီအဲ့တော့အဲ့ရှုမြင်ပုံအတစ်ကဘာလဲဆိုတာကြည့်လိုက်အောင်ဒါကဘာသာပြန်ဆူချင်းကိုကျွန်တော်တို့နားလေပုံကိုတခါလေးပြောင်းပြန်လန်ပစ်နိုင်တဲ့နီးလန်းတစ်ခုပဲဒီပြတနာကိုရှင်းဖို့အတွက်လေအတွေ့အခေါ်ကိုအခြေခံကစပြီးပြောင်းလဲပေးရမယ်အထက်ပဲလေးကိုတလုံးချင်းလိုက်ရှာနေတဲ့ဘာသာပြန်ဆူချင်းအကြောင်းစဉ်းစားနေတာကိုခဏရပ်ထားလိုက်ပြီးတော့သူတို့ရဲ့လှုပ်ဆောင်ချက်အင်္ဂလိပ်လိုဆို function ပေါ့အဲ့ဒီအကြောင်းကိုစပြီးစဉ်းစားကြည့်ရအောင် ဆိုလိုတာကဒီစကလုံးတွေကဘာအတိတ်ပဲလဲဆိုတာထက်သူတို့ကစာကြောင်းထဲမှာဘာလုံးလုံးပေးတယ်လဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်ဒီနေရာမှာပဲကျွန်တော်တို့ရဲ့အတ္တိကအချက်ချစ်တဲ့လမ်ပလာဆိုင်ဖို့ဆိုရဲအထွေးခုံဝင်လာပါပြီဘာသာပေတော့မှာကောဒီစကလုံးလေးတွေကို discourse markers လို့ခေါ်ကြတယ်သူတို့ဟာစာရည်တို့ရဲ့အထွေးခုံလမ်းကြောင်းပေါ်မှာစိုက်ထိုးထားတဲ့ဆိုင်ဖို့တွေပါပဲရှေ့ကိုဒီတိုက်ဆက်သွားပါရှေ့မှာအထွေးအသက်ချက်ကိုလာတော့မယ်အခွင့်ရှိတဲ့ ခဏလေးလန်လွဲပြီးအချက်လက်ဖြည့်ဆွတ်မယ်ဆိုပြီးကျွန်တော်တို့ကိုလမ်းညွှန်ပေးနေတာပေါ့ကဲဒီလမ်းဖြတ်ဆိုင်ဘုတ် theory ကိုလက်တွေ့ကျကျကြီးကြည့်ရအောင်အတုံးအမြန်ဆုံး Greek စကားလက်ဆက်နှစ်ခုကဘလို့ကွာခြားတဲ့လမ်းညွှန်ချက်တွေပေးတယ်လဲဆိုတာကြည့်ကြမင်းဒီနှစ်ခုရဲ့အခြေခံကွာခြားချက်ကတော်တော်ရှင်းပါလေခဲဒီဆိုတာကတော့အထွေးတစ်ခုနဲ့တစ်ခုအရန်နီးကစွာဆက်ဆက်နေတယ်ဆိုတာကို ပြပြီးရှေ့ကိုဒီအတိုင်းပဲဆက်သွားပါလို့ပြောနေတယ်လို့ပဲဒဲကတော့အထွေးခေါ်ရဲ့အဆင့်တစ်ခုကိုဆက်တင်နေပြီဖက်ချောင်း ရှေ့မှာအကွက်ရသရှိတယ်ဆိုပြီးအချက်ပြနေတာပါဒီအဆင့်တစ်ပြောင်းလဲခြင်းဆိုတဲ့သဘောတရားကရှေးခေဂရိမှာပဲရှိတာတော့မဟုတ်ပါဘူးကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဘာသာစကားမှာလည်းအလားတူအမှန်တရားတွေရှိပြီးသားပါ ဟိုဒီဘဲဘက်ကစာဝိုင်းကိုကြည့်လိုက်ရင်အထွေးတွေကရေစီးချောင်းတစ်ခုလိုပဲတဆက်တည်းစီးဆင်းနေတယ်။နည်းနည်းလေးရှုပ်ထွေးနိုင်တယ်။ဒါပေမဲ့ညာဘက်မှာတော့ them တို့ after that တို့လိုစကလုံးလေးတွေကဆေးလေးတွေလိုအလုပ်လုပ်ပြီးအချက်လက်တွေကိုအပိုင်းလိုက်ခွေပေးလိုက်တယ်။ဒါကြောင့်ဖတ်ရတာပိုရှင်းပြီးနားလဲရလဲပိုလွဲသွားရုံ။ဂရိဘာတာစကားက day ရဲ့လှုပ်ဆောင်ချက်ဆိုတာအတိအကျတားပါပဲ။ဒါပေမဲ့ခဏလေးဒီစနစ်ကဆက်သွားနဲ့ quick ဆိုတာလောက်ပဲယူရှင်းနေတာမဟုတ်ဘူးနော်။ဂရိစာရေးစကားတွေတုံးတဲ့လမ်းပြစနစ်က ပို့ပေးရတော့အသေးစိတ်ကြပါသေးတယ်။တခြားဆိုင်းဘုတ်တွေကိုစက်ကြည့်လိုက်ရအောင်။ guide ဆိုတာကတော့စေဝင်စားစရာကောင်းတဲ့လမ်းလွဲဆိုင်းဘုတ်တစ်ခုလိုပဲ။ပင်မလန်းကျောင်းပေါ်ပြန်မတက်ခင်မှာအထောက်ကူပြုတဲ့နောက်ခံအချက်လက်ဒါမှမဟုတ်ရှင်းလင်းချက်တစ်ခုကိုပေးဖို့အတွက်ခဏလမ်းလွဲလိုက်တာမျိုးပေါ့။အုံးကကြတော့အဲ့ဒီလမ်းလွဲကနေပင်မလမ်းမကြီးပေါ်ကိုပြန်တက်ဖို့ညွန်ပြတဲ့ဆိုင်းဖို့ပဲအရင်ရှင်းပြခဲ့တဲ့အကြောင်းအရာတွေနဲ့တိုက်ရိုက်ဆက်ဆက်ပြီးအဓိကအကြောင်းအရာကိုရှေ့ဆက်ဖို့အချက်ပြတာဖြစ်ပါတယ် အာလကာတော့အပြက်သားဆုံးဆိုင်ဖို့ပါပဲဒါက U turn အချက်ပြမီလို့ပဲဆာဖတ်သူကိုရက်လိုက်ခညာထင်တာမာနေရဲ့အမှန်ကဒီလိုဗျာဆိုပြီးအတွေးလမ်းကြောင်းကိုချက်ချင်းပြင်ဆင်ပေးလိုက်တာမျိုးပါဒီလမ်းပြဆိုင်မှုတွေကိုနောက်လဲသွားပြီဆိုတော့ဒါကဘာကြောင့်ဒီလောက်တောင်အရေးကြီးရတာလဲအမှန်တော့ဒါကဘာသာပြန်ကိုကျော်လွန်ပြီးစာရေးသူရဲ့စိတ်ထဲကိုတိုက်ရိုက်ဝင်ကြည့်နိုင်တဲ့တောတချောင်းကိုရလိုက်တယ်လို့ပါပဲဟုတ်ပါတယ် ဒီလို discourse မှာကားတဲ့လမ်းပြဆိုင်ဖို့ကိုတီတော်ရောပါထူးမှလဲ။ဘာကြောင့်ဒီလောက်အရေးကြီးရတာလဲ။ဒီနီလင်းကဘာသာပြန်ဆိုသူရဲ့မျက်မှန်ကိုခဏချွတ်ပြီးမူရင်းဆိုင်ရဲ့သူရဲ့မျက်လုံးနဲ့တည့်ရိုက်မြင်ခွင့်ပေးလိုက်တယ်လို့ပါပဲ။သူတို့ရဲ့အတွေ့အခေါ်ဆိုင်ရာဘီသူကပုံဆိုင်ကိုအနီးကပ်မြင်ရတာပေါ့။ဘဲအချက်လက်တွေကိုအတူတကွထားတယ်။ဘယ်နီလာမှာအလေးပေးခြင်းနဲ့အတွေ့တစ်ခုကနေနောက်တစ်ခုကိုဘလို့တန်တာထိုးထားတယ်ဆိုတာကိုရှင်းရှင်းလေးလေးမြင်လာရတာပါ။ကဲ ဒီနေ့ဆွေးနွေးခဲ့တဲ့အထက်လမ်းပြဆိုင်ဖို့ဒီကိုအချင်းချုပ်အနေနဲ့တစ်ချက်ပြန်ကြည့်လိုက်အောင်။ကဲကရှစ်ဆက်ဖို့၊ဒဲကအစင်သက်ကူးပြောင်းဖို့၊ကားကနောက်ခတ်အချက်လက်နဲ့ထောက်ပံ့ဖို့ပြီးတော့အလားကလမ်းကြောင်းကို ပြင်ဆင်ဖို့ဒီချက်လေးတွေကိုမှတ်ထားလိုက်ုံနဲ့ရှင်းအောင်စာပေတွေကိုဖတ်ရှုတဲ့အခါအမြင်သက်တစ်ခုရရှိစေမှာတည်ကြပါရယ်။ဒီတင်ဆက်မှုကစကလုံးသေးသေးလေးတွေရဲ့အရေးပါပုံကိုပြသခဲ့တာပါ။ဒီတော့စဉ်းစားစရာတစ်ခုခြံထားခဲ့ခြင်းပါရယ်။ ဘာသာစကားတစ်ခုကနေနောက်တစ်ခုကိုကူးဖြောင်းတဲ့အခါတီလိုသိငယ်တဲ့လက်ညွန်ချက်တီတောင်ပျောက်ဆုံးနိုင်နေဆိုရဲ့အချားဘလုံးနဲ့နဲ့ယဉ်ကျေးမှုဆိုင်ရာအတိပယ်တွေအတွေးခေါ်နေတာဘာသာပြန်ရက်စာမျက်နှာတွေကြားမှာပျောက်ဆုံးနေနိုင်အောင်မလဲ